ကျွန်တော်စဉ်းစားထားတာနှစ်ချီလောက်မှတကယ်တမ်းဆိုစိတ်ထဲမှာတော့ကြိုတင်ပြီးတော့စဉ်းစားထားတယ်ဒါပေမဲ့သူကလည်းဟိုတကယ်ကောင်းလည်းပြန်ပဲတယောက်ပဲလက်တီးလဲသူပြင်းနေတွေ့တဲ့အတိုင်းသူကြားလိုက်ကိုကြားလိုက်ဆိုအာတကယ်ကောင်းတဲ့ပွဲပဲသူ့ကိုလည်းอืมချစ်ချစ်ကျူးတယ်သူ့ကိုလည်းဟုတ်အမ်မန်းထားတာတော့ကျွန်တော်တော့ဟိုသူ့နဲ့ သူအဝေကိုကျွန်တော်တတောင်ချမယ်ပဲစဉ်းစားပါတော့ဒါပေမဲ့သူကလည်းဟိုဘယ်လိုပြောမလဲကစ်ပုံစံတမဆိုတော့ distance တိုင်းတတ်တယ်ပြီးတော့သူကပြန်ပြီးတော့ဆုတ်တမ်းမြန်တယ်ဆိုတော့ကျွန်တော်အဲ့ဒါတွေတုံတုံဝင်ပြီးတော့မှဖမ်းချုပ်လို့တိတ်မလွယ်သူလည်းဝီထိုးပြန်ထွက်အဲ့လိုမျိုးဆိုတော့ကျွန်တော်စဉ်းစားထားတာနဲ့နည်းနည်းတော့လွယ်သွားတာပေါ့အပွဲအခက်ခဲခဲ့တာပေါ့ဘာဖြစ်ဆိုကျွန်တော်ကအဘယ်လိုပြောမလဲပြိုင်ဘက်ဒီဒီဖက်ဆောက်ပေါ်နဲ့ကကျတော့တိတ်ပြီးတော့ ထိုးဖူးတာတိတ်မရှိပြီးတော့လည်းလက်အိတ်အတင်းနဲ့ဒီဘာမှဆောက်ပေါ်ပထမအဆုံးတစ်ကြိမ်ဖြစ်တယ်လို့ပြီးတော့လည်းသူ့ကကျတော့ကျွန်တော်တို့ကသူတို့တရုတ်ကကျတော့ဟိုဟာတော်တော်များများ Instagram တွေ Facebook တွေတိတ်မတုံးသူရှာရခဲ့တယ်သူ့ပွဲကိုအရင်ရှာရခဲ့တယ်သူတို့တုံးတဲ့ဟာကဘာတွေလဲတော့မသိဘူးဒါပေမဲ့သူ့ပွဲကတော့ပွဲရည်ဟိုဟာရှေ့သူ့ပွဲကျွန်တော်ရှာလို့ကိုမရသူ့ respect ထားရဆိုသူကတကယ်တမ်းဆိုလို့ရှိရင်ဒီ one scene ပေါ်မှာပထမအဆုံးကြိမ်တက်တယ်လို့ဆိုရင်တော်တော်များများက ကြောင်ပြီးတော့မှပပင်ပပန်ဖြစ်သွားကြတယ်သူကကျတော့အဲ့လိုမျိုးမရှိဘူးသူတကောတန်ပါတယ်သူတန်ပါတဲ့ဟိုအာကစားဖိုက်တာတယောက်ဖြစ်တယ်ပြီးတော့လဲကျွန်တော်စောက်ကြည့်နေတဲ့သူ့ကိုသူကျွန်တော်ကတော့ခတ်မှန်းတော့ဘောနော်ပရမရှိမှာကျွန်တော်သူ့ပင်ပန်အောင်လုပ်မယ်ဒူရီယာရှိတရရာရှိမှာကျွန်တော်ဒါပေမဲ့ तू ကသူ့မှာအဲ့လိုမျိုးလုံးဝမရှိဘူး तू တကယ်တန်ပါတဲ့အာသတမတယောက်မလို့ပြီးတော့လဲသူများကျွန်တော်ပွဲပြည့်တဲ့ချိန်မှာသူ့ကိုသူများခေါ်တော့သူ့ သူအဲ့ဒါကိုလက်ခံတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကျွန်တော်တို့နှစ်ယောက်ပွဲဖြစ်သွားတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်သူ့ respect ရှိတယ်ကျွန်တော်သူ့လေးစားတယ်ဆိုဂျေဇူးလည်းတင်တယ်ဒီပွဲအတွက်တကယ်ဂျေဇူးတင်တာပါဟုတ်ဟိုင်ယာဗျမ okay let's go ရပြီလား yep okay